အာအလုံးမင်းမင်္ဂလာပါရှင်။အာဒီနေ့မှာတော့ဒီ self awareness ရဲ့ခေါင်းစဉ်ကိုအာကျွန်တော်တို့ဒီ group great damn group ကကျောင်းသားကျောင်းသူတွေက presentation လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။အာဆိုတော့ဒီနေ့ကျွန်တော်တို့ဆွေးနွေးသွားမယ့် topic အရာအချက်၃ချက်နဲ့အညီပြပြပေးသွားမှာပဲဖြစ်ပါတယ်။ဆိုတော့ပထမဆုံးအနေနဲ့ self awareness ဆိုတာကဘာလဲ။ အာဒုတိယတစ်ခုအနေနဲ့ self awareness ရှိရင်ဘာကောင်းကျိုးတွေရနိုင်လဲတတိယတစ်ခုအနေနဲ့ self awareness မရှိရင်ဘလို့ဆူကျိုးတွေရှိနိုင်လဲစားရဲ့ခေါင်းစဉ်တွေကိုပထမဆုံးအနေနဲ့အာ self awareness ကိုမိဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်ကျတော့အစင်သိဖြစ်ပြီဆိုရင် zero food ကစပြီးတော့ပြပြပေးသွားမှာပဲဖြစ်ပါရဲ့ဆက် awareness ဆိုတာက ကိုယ်စိတ်ကိုယ်တွေဟောနေပြုမှုတွေကိုသဘောပေါက်နားလည်ခြင်းဖြစ်ပါတယ်။ဒါကကိုယ်ပြုမှုပြုမှုမှုတွေကသူများကိုဘယ်လိုတည့်ရမှုရှိလဲစဉ်းစဉ်းစားစဉ်းစားဝင်ပြရဖြစ်ပါတယ်။ကိုယ့်ရဲ့အာသာကြံနဲ့ကိုယ့်ရဲ့အားနည်းချက်တွေကိုတည်လာပြီးတော့ကိုယ့်ကိုယ်ကိုပို့ပို့ပို့ပြီးတော့နားလည်တာလေ။ကိုယ်စိတ်ထဲမှာဘာတွေဖြစ်နေလဲဘာဘာကြောင့်ပြင်းထန်နေရလဲဆိုတာကိုလည်းနားလည်ခြင်းဖြစ်တယ်။ကိုယ့်အာသာကြံနဲ့ကိုယ့်အားနည်းချက်တွေကိုတည်လာပြီးကိုယ့်ကိုယ်ကိုပို့ပို့နားလည်တာလေ။စိတ်ပိုင်းဆိုင်ရာဘူးဆိုင်တွေကိုအခြေခံဖြစ်ပြီးတော့မိမိဆုံးဖြတ်မှုတွေမှာ ပို့ပြီးတိကျလာသေးပါတယ်။တုံ့ပြန်မှုအစားတုံ့ပြန်ရမယ့်အချိန်တွေမှာစဉ်းစားပြီးတော့တုံ့ပြန်နိုင်စီရယ်။ဖြစ်ပျက်တွေရဲ့တာဝန်တွေကိုကိုယ်မှယူပြီးတော့တောင်းရင်မှုတွေဖြစ်လာပါတယ်။နောက်ဆုံးမှာတော့ကိုယ့်ဘဝကိုတကယ်ရှိနေတယ်လို့ဖြစ်နေတယ်လို့တပွားကြရမျက်တာသာတိနိုင်နေတယ်။အာဆလဘီယောဇီယောအီဗနီယာဇီယောဖိုက်ကပြပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင် မိမိကိုယ်ကိုနားလည်ခြင်းဆိုတာကကိုယ့်ရဲ့ခံစားချက်များစိတ်တွင်းတွေးခေါ်မှုများနဲ့ယူမှုတွေကိုသိချာနားလည်နိုင်စွမ်းရှိပါတယ်။ဆက်အပွဲဖြစ်တဲ့လူတွေအားဆိုရင်ကိုပြုလုပ်တဲ့အပြုမှုတွေကိုသိချာပြန်လည်တွေးခေါ်နိုင်ပြီးတော့ဖြစ်စီမှုရှိတဲ့အခြေအနေမှာဆိုရင်တုံ့ပြန်မှုများကိုပုံမထိန်ချုပ်နိုင်ကြတယ်။ဆက်ဝန်နဲ့က မိမိရဲ့အာသာချက်တွေကိုကိုယ်ဒုတက်စေဖို့အတွက်လိုအပ်တဲ့ချက်လန့်ရောင်းကိုသိရှိရန်ထောက်ကူပြုပါတယ်။ကိုယ်တိုင်နားလည်နိုင်တဲ့ဆိုရင်ကိုဒုတက်ခွင့်ပြုစီခြင်းရင်မှတ်စုရေးခြင်းဒါမှမဟုတ်အာယုံစူးစမ်းမှုလေ့ကျင့်ခန်းတွေကိုပြုလုပ်ခြင်းကိုဆောင်ရွက်သင့်ပါတယ်။ဆက်ဝန်ကကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်မှုနဲ့ စိတ်ကျဉ်းနှံ့မှုအတွက်အဖြစ်နေလိုအပ်တော်အရာတစ်ခုဖြစ်ပါတယ်။အာဆက်ပြီးတော့ morning zero စကပြပြပေးသွားမှာဖြစ်ပါရှင်။ โอเคဆက်ဝမ်းလဲဆိုတာကိုယ်အတွေးခေါ်ကိုယ်စိတ်ခံစားမှုကိုယ်အပြုမူရင်းနဲ့ကိုယ်အသာချက်အားနှက်ချက်တွေကိုကိုယ်တိုင်တတိပြုပြီးတော့နားလည်တတ်ခြင်းဖြစ်ပါတယ်အဓိက၃ချက်အနေနဲ့ပဲပြောရပါမယ်နံပါတ်၁ကကိုယ့်ကိုယ်ကိုနားလည်အောင်သုံးလုပ်ရမယ်နံပါတ်၂ကကိုယ့်ပြဿနာကိုသိရင်ဘယ်လိုဖြေရှင်းရမလဲဆိုတာရဲ့နံပါတ်၃ကတော့ emotional support emotional control လုပ်ရမယ်ပေါ့ဒါတော့ကိုယ့်အကြောင်းဥပမာပေးပြီးတော့ပြောရမှာဖြစ်ပါတယ်ပေါ့အရင်နှစ်ကျောင်းတွက်တုန်းကဆိုရင်စာရရပြင်မယ်ဆရာကြီးဆရာမရဲ့စာရှင်းပြဖို့ခေါ်တိုင်းအရန်ကိုမပြောခဲ့ဘူးပေါ့နော် မဖြစ်မဖြစ်မနေပြောရမယ်ဆိုရင်လေတို့ကချွေးပြန်လာပြီလက်ဖြားတွေအေးလာလေစကားတွေကလည်းမြန်လာတယ်ပေါ့နော်အဲ့ဒီမှာဘာဘာဖြစ်ခဲ့လဲဆိုတော့ငါကြောနေနေငါမှားဝိုင်းဘယ်လိုလုပ်မလဲဆိုတဲ့အတွေးကြောင့်အဲ့လိုမျိုးဖြစ်ခဲ့တယ် social social anxiety ဖြစ်ခဲ့ပေါ့အဲ့ဒါကိုတုံးကအဲ့ဒါကြီးကိုလုံးဝဆွဲဝါးလို့မရတဲ့အတွက်ကြောင့်မို့ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုဆရာဆရာမနဲ့တိုင်ပင်ခဲ့တယ်ဆရာဆရာမကြီးကလည်းပြောရဲအဲ့ဒီကိုပြောနေရဲ့ topic မှာ topic တစ်ခုကို focus ထားပြီးတော့ကိုအဲ့ကိုမှားဝိုင်းဘယ်လိုလုပ်မလဲဆိုတော့အတွေးတွေကိုဖြောက်ပြီးတော့ပြောရင်အဆင်ပြေတယ်။လို့တော့ဆရာဆရာမတွေကလည်းကိုကိုဆွဲခေါ်သွားတဲ့အတွက်ကြောင့်မို့အရာရာတိုင်းကအဆင်ပြေလာခဲ့လေ။နောက်ပြီးတော့အဲ့အကျင့်အတွေးတက်တဲ့အရန်စိုးရင်ပုံရတဲ့အကျင့်ကလည်းပျောက်လာပြီးတော့အရာအလုံးအဆင်ပြေလာတယ်။အဲ့လိုနဲ့လုံးဝအဆင်ပြေပြီးတော့အခုလိုပုံစံနဲ့ဖြစ်လာပါတယ်။ ဒါဆိုရင်ဆက်ပြီးတော့ morning zero အိတ်ကပြပြပေးသားမှာပဲဖြစ်ပါရဲ့ရှင်။ဆက်ကောနာဆိုရပါမမိကိုကိုနာလဲခြင်းကိုယ့်ရဲ့စိတ်ခံစားချက်အကျွေးအမြင်အပြုအမူတွေကိုသတိပြုနိုင်တဲ့စွမ်းရည်တစ်မျိုးဖြစ်ပါတယ်။အကြီးက self awareness ကနှစ်မျိုးရှိရပေါ့နော်။ internal self awareness ဒါကကြတော့ကိုယ့်ကိုကိုနာလဲရနောက်တစ်ခုကကြတော့ internal self awareness ဒါကကြတော့သူများရဲ့အမြင်တွေကိုသတိပြုတာအလေးထားမျိုးကြီးပေါ့ ါတွေကတော့အခြေခံအဖြစ်လူတိုင်းဖြစ်လိဖြစ်တာရှိရပြီပေါ့နော်ဥပမာတစ်ခုခုကြောင့်အဆုခံရတဲ့အခါကိုယ့်ကိုယ်ကိုအလိုမကျတာပြီငါမှောက်တယ်လို့လားအဲ့လိုမျိုးတန်တရားစိတ်တွေပေါ့နော်အဲ့လိုမျိုးဖြစ်တတ်တယ်လူချုပ်နေမှာအလင်းစလူမဆုံးဖြစ်ပင်နဲ့ကိုယ်ကိုနားလေကိုစူးစမ်းတင်နေမိဘတွေရဲ့အမြင်ကိုလည်းကြည့်ဆိုင်တင်နေသူတို့မြင်မှာဘလို့ဖြစ်နေလဲကိုကဘာတွေပြဆင်းနေလဲသူကဘလို့ထင်လို့လူမျိုးစုလိုက်ကြလဲအဲ့လိုမျိုးကြောင့်လာတဲ့အခါမှာစိတ်ကိုအေးအေးထားပြီးတော့တိကျစဉ်းစားနေတယ်ပေါ့နော်အလင်းစလူမဆုံးဖြစ်တာကြီး ိုကိုဖီးရားတွေအရန်ပေးရတယ်မလို့တင်မယ်နဲ့ကိုကိုအချိန်ပေးလိုက်ရင်အားဆင်ပြေးသွားမယ်လို့ထင်ပါတယ်။ကျေးဇူးပါ။ဒါဆိုရင်ဆက်ပြီးတော့012ကပြပြပေးသားမှာပဲဖြစ်ပါရှင့် ပါဟယ်လိုကျွန်တော်ရှိမှာ0တက်ချက်လေးဟာဒါဆိုရင်အဲကျွန်တော်ကတော့အဲတော့လိုက်ပါဘောအာကျွန်တော်တို့ကဗောနော်ဒီအတက်ကြီးလာလဲမြန်ဗောနော်ဟော်မုန်းတွေအတန်တွေခန္ဓာကိုယ်တွေရုပ်တွေကတဖြည်းပြောင်းလာရောနော်ဒီလိုချိန်နေကြတော့ကျွန်တော်တို့အဲ့လို ဒီကျွန်တော်စိတ်တွေကလည်းပြောင်းလာတယ်ပေါ့နော်အဲ့လိုချိန်မှာကျွန်တော်တို့ဒီအိမ်ကမိပါတယ်ပေါ့နော်အဲ့လိုအဆင်မပြေရပါဖြစ်တယ်လေဗျာပြီးတော့ပထမဆုံးပေါ့နော်အဲ့လိုအိမ်ကမိပါနေတာအဆင်မပြေတာဗျာကျွန်တော်တို့အပြင်မှာလည်းဒီကျွန်တော်တို့ social problem တွေနဲ့ဖေးဖြစ်လာနေတယ်ဗျာပထမဆုံးကျွန်တော်တို့လောက်အမှာအဲ့ဒီကိုပေါ်ပါမှာအနေနဲ့ပေါ့နော်ကိုကိုနားလည်အောင်ကြိုးစားပေါ့နော်ဒီ understanding yourself ပေါ့နော်ကိုကိုနားလည်နိုင်ရင်ကြိုးစားမယ်ပြီးတော့ဗျာအာကိုကိုနားလည်နားလည်နိုင်သွားပြီဆိုတာနဲ့ကျွန်တော် sympathy empathy ပေါ့သူများကိုအာစာနာတတ်မယ်ပေါ့နော် သူများကလည်းပြီးတော့ဖြည့်သွေးပတ်ဖြည့်သွေးပေးပေးရတယ်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ communication တွေဒီ self awareness တွေကပိုပြီးကောင်းလာနိုင်မယ်ပြီးတော့ကိုယ်ကိုနားလည်နိုင်မှာပြီဆိုတာနဲ့အဲ့တော့ emotion ပေါ့နော်ကိုယ့်ရဲ့ emotion control နိုင်မှာလေးပေါ့လွယ်နဲ့အဲ့လိုဒေါသထွက်တာလို့ဒီလိုကိုအရင် emotion မလွန်ကျွတော့ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီအားနေတဲ့အချိန်မှာကျွန်တော်တို့စိတ်ကို relax လုပ်ဖို့အတွက်ကျွန်တော်တို့စာဖတ်တာဒါမှမဟုတ် instrument တစ်ခုကိုတီးအောင်မပီယာနိုတို့ဂစ်တာတို့တစ်ခုကိုတီးရဒါမှမဟုတ်ကျွန်တော် breathing exercise လုပ်တာတို့ကကျွန်တော်တို့ဒီ self awareness ကိုပို့ပြီးထုတ်တာပါလေ။အာဆက်ပြီးတော့ zero တင်ဒီကပြပြပေးတတ်မှာဖြစ်ပါရဲ့ရှင်။ 啊，zero e n t y year 前的 line 谁 nili SMP 啊，这样啊，都有交 line 帮没？交 s 三 billion z e r o eighteen 年 billion，这是上个 r 那是延，follow 广州卫视末了是呃，今年 zero eighteen 前吧。 အကျွန်တော်ဒီ self awareness ရှိရလို့အတွက်အကျိုးကျေးဇူးတွေပေါ့လေဒီကောင်းကျိုးတွေကတော့ကျွန်တော်တို့ဒီ emotional control လို့ခေါ်တဲ့ကိုယ်စိတ်ကိုထိန်းချုပ်နိုင်တာမျိုးပြီးတော့ပြဿနာတွေကိုဖြေရှင်းနိုင်မယ်အာပြီးတော့တခြားလူတွေနဲ့ပို့ပြီးတော့ကောင်းမွန်တဲ့ဆက်ဆံရေးရရှိလာပြီးတော့ဆုံးဖြတ်ချက်ကောင်းတွေချလာနိုင်မယ်အာပြီးတော့ကိုယ့်ကိုယ်ကိုတန်ဖိုးထားတက်လာမယ်ကိုယ့်ကိုယ်ကိုစိတ်ချမ်းသာအောင်ထားလာနိုင်မယ်အာဆိုတော့ self awareness ဆိုတာကြတော့ကျွန်တော်တို့ လူတိုင်းမှာရှိတင်နေပေါ့လေရှိတင်နေဆိုတော့ကျွန်တော်တို့ဒီ self awareness ကိုတိုးတက်ဖို့အတွက်အဲနည်းလမ်းတချို့ကျွန်တော်ကဝေမျှပေးခြင်းပါတယ်အဲအဲ့အရာတွေကကျတော့ daily reflection လို့ခေါ်ရနေ့စဉ်အဲကိုယ်ပိုင်လောက်ခဲ့လဲဆိုတော့အဲပြန်ပြီးတော့တွေးပြီးတော့ကိုယ့်ကိုယ်ကိုသုံးသပ်တာမျိုးဘယ်ဟာတော့ကောင်းနေဘယ်ဟာတော့မကောင်းဆိုတာမျိုးပြန်ပြီးတော့တွေးကြည့်ရမျိုးအဲအဲ့လိုမျိုးလုပ်ပေးတင်တယ်ပြီးတော့အဲကျွန်တော်တို့ဒီနေ့စဉ်တရားရေးပြီးရပါလေတရားရေးပြီးရဆိုတော့ကျွန်တော်တို့နေ့စဉ်ဖြစ်ပျက်ခဲ့တဲ့အရာတွေကိုကျွန်တော်တို့စာရေးပြီးတော့အဲ ိုယ့်ကိုယ်ကိုပြန်သုံးသပ်တဲ့နည်းပါအာဒါက legendary self awareness ကိုတိုးတက်ဖို့အတွက်နည်းလမ်းတစ်ခုဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကကြာတော့ကျွန်တော်တို့ဒီ mindfulness um meditation လို့ခေါ်ရဲ့ဒီအတိတ်ကိုပြန်မတွေးတာပြီးတော့လို့ရှိရင်အာအနာဂတ်ကိုကြိုပြီးတော့မတွေးရမျိုးအဲကြိုပြီးတွေးရမျိုးမလုပ်ဖ ೇನೆ ကျွန်တော်ပစ္စုပန်ကိုအာရုံစိုက်ပြီးတော့အဲပစ္စုပန်မှာပဲနေထိုင်တာမျိုးပေါ့လေအဲအဲ့လိုမျိုးလုပ်ပေးတင်ပါရဲ့ပြီးတော့ဒီ ကျွန်တော်တခြားလူတွေရဲ့အမြင်ပေါ့လေကိုပေါ်ထားတဲ့အမြင်တွေဘယ်လိုရှိလဲဆိုတော့အာကျွန်တော်တို့ကအများအားမေးနေတဲ့လူထင်ပါရဲ့အာဆိုတော့အဲကိုယ့်ရဲ့မိသားစုဘယ်ဖြစ်စေပြီးတော့ကျွန်တော်တို့မိတ်ဆွေတွေပေါ့လေတကယ်ချင်းတွေအာကနေဘယ်ဖြစ်စေကိုယ့်ဘယ်လိုမြင်လဲကိုပါရီအာမားရီလောက်ထားလဲသူတို့နေရာနေပြန်ပြီးတော့တွေးပြီးပြီးတော့သူတို့ရဲ့စိတ်ခံစားချက်တွေကိုသိအောင်လုပ်ပေးရမျိုးပေါ့လေအဲ့လိုမျိုးအနေနဲ့ self awareness ကိုတိုးတက်အောင် အဲလုတ်ပင်းသေးပါတယ်ကျွန်တော်ဒီ020ပြန်ဝင်လာပြီဆိုတော့ तू ကဒီပေါ့လေ self awareness ရဲ့အဲ mix up ပိုင်းကို तू ကပြန်ပြီးပြောတော့ပြီးမှာပဲဖြစ်ပါတယ်ဒီမိမိကို self awareness ရှိခြင်းဆိုတာဒီကိုယ့်ရဲ့ကိုယ်ပိုင်းတွေးခေါ်ရယ်ကိုယ့်ရဲ့ခံစားချက်ဒီပြီးတော့ကိုယ်တံမိုးထားတဲ့ຢာရယ်ကိုယ့်ရဲ့ယုံကြည်ချက်တွေနဲ့ဒီကိုယ်လှုပ်ဆောင်နေတဲ့ຢာကိုဒီနားလေသိရှိတာကိုပြောချင်တာဒီဆိုတာကတော့ဒီကိုကဘယ်လိုတူပြီးတော့ကိုကဘာလို့လိုချင်လဲ ီကိုယ့်ရဲ့ခံစားချက်ပါတယ်။ပြီးတော့ကိုယ်ကဘာလို့လှုပ်ရှင်နေဆိုတာကိုကိုယ်ကိုယ်တိုင်သိရှိနိုင်တာဆိုလိုတာပါ။အဲအကြောင်းဒီအချင်းချုပ်ပြောရင်ဆက်ဝင်နေဒီကိုယ့်ကိုယ်သိရှိမှုဆိုတာကဒီကိုယ့်ရဲ့ခံစားချက်ဒီဒီကိုယ့်ရဲ့အတွေးခေါ်ပြီးကိုယ့်ရဲ့အပြုမှုတွေနဲ့ကိုယ်တိုင်ရဲ့အားသာချက်အားနည်းချက်တွေကိုနားလည်နိုင်ပြီးတော့ကိုယ်ကဘယ်လိုလုပ်လဲဆိုတာကိုကိုယ့်ကိုယ်သိရှိနိုင်တာပဲဖြစ်ပါတယ်။အာဒါဆိုလို့ရှိရင် ခု self awareness မရှိရင်ဘယ်လိုစိုးကျိုးတွေဖြစ်လာနိုင်မလဲဆိုတာကိုကျမကဆက်ပြီးတော့ပြပြပေးသွားမှာပဲအာဆိုတော့ပထမဆုံးအနေနဲ့ self awareness မရှိတဲ့အခါမှာစိတ်ထိန်ချုံမှုမရှိတော့ပါဘူးဘယ်လိုလဲဆိုရင်ကိုယ်ခံစားမှုကိုမသိနိုင်လို့စိတ်ဒေါသထွက်လွယ်တယ်စိတ်ဆင်းရဲတယ်စိတ်ဖိစီးမှုနဲ့စိတ်ဖောက်ပြန်မှုတွေဖြစ်လာနိုင်တယ်ဒီအနေနဲ့ဆိုရင်တော့ဆုံးဖြတ်ချက်တွေမှားနိုင်တယ်။ကိုယ့်ရဲ့စိတ်အခြေအနေရည်ရွယ်ချက်နဲ့မသက်ဆိုင်တဲ့ဆုံးဖြတ်ချက်တွေကိုခြားတတ်တယ်။ ကိုအပြုံငွေကဘလို့ရလက်ဖြစ်စီမလဲဆိုတာကိုခဏခဏမတွေးဘဲနဲ့အဲ့လိုဆုံးဖြတ်ချက်အမှားတွေခြားတတ်တယ်။အာနံပါတ်3အနေနဲ့ဆိုရင်လူမှုဆက်ဆံရေးပျက်စီးတတ်တယ်။တခြားလူတွေကိုသဘောမပေါက်နိုင်ဘူး၊ခံစားချက်တွေကိုနားမလည်နိုင်တော့ဘူး။အဲ့တော့တတိမထားမိဘဲနဲ့တခြားသူကိုစိတ်မချမ်းမသာဖြစ်အောင်လို့ပြုမူနိုင်ပါတယ်။နံပါတ်4အနေနဲ့အသက်မွေးမှုနဲ့အလုပ်ပေါ်မှာ အကျိုးသက်ရောက်မှု အလုံးမှာဆိုရင်ခေါင်းဆောင်မှုမရှိတော့ဘူးတာဝန်ယူမှုနည်းလာမယ် teamwork ဆောင်ရွက်ဖို့ရခက်ခဲလာပါမယ်တစ်ဖက်ကအနေနဲ့ဆိုရင်ကိုယ့်ကိုယ်ကိုတာဝန်မချနိုင်တော့ပါဘူးကိုယ့်ရဲ့အားသာချက်တွေအားနည်းချက်တွေကိုမသိဘဲဖြစ်နေတာကြောင့်စိတ်ကြရာရောစွမ်းဆောင်ရည်တွေပါကြားတတ်ပါတယ်တခြားသူနဲ့မဖြစ်မနေနှိုင်းရှင်တက်ပြီးတော့စိတ်ဆင်းရဲတတ်ပါတယ်အာ ဥပမာဆိုရင်ဒီစိတ်ဆိုးနေတော့မှာဆိုရင်အာအလုံးမှာခေါင်းဆောင်ကို ရိုင်းပြသွားတတ်တာမျိုးအာနောက်မှစိတ်ငြိမ်လာတော့ဒီတကယ်ပျော်ရွှင်စရာအခွင့်အရေးတစ်ခုကိုပြန်မရနိုင်တော့ပါဘူးကျော်မိသားစုနဲ့အငင်းပွားတာတွေဖြစ်လာမယ်။ပြဿနာက ကိုယ်စိတ်ကိုနားမလည်ပဲပြောခဲ့လို့ဖြစ်တာပါ။ကိုယ့်ရဲ့စွမ်းရည်ကိုမသိပဲအလုပ်တစ်ခုနဲ့တက်တက်ကြွကြွမလုပ်နိုင်တော့ပါဘူး။ ချို့ရောစက်ဘဝဲနဲ့မရှိခြင်းကကိုယ်တိုင်အတွက်ရောတခြားသူတွေအတွက်ရောချို့ရင်းမှုတွေစတင်ဖြစ်လာစေနိုင်တဲ့အရာပါအာဒါကြောင့်ကိုယ်စိတ်ကိုနားလည်တတ်ဖို့ကိုယ်ပြုမှုတွေပြန်သုံးသပ်တတ်ဖို့ကိုစူးစမ်းတာအရင်အရေးကြီးပါတယ်အဲအခုလို့နားဆင်ပေးကြရဲကြောင်းသားကြောင်းသူတွေနဲ့အာဒီချေကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ဂျာရဲကအာဖြစ်သွားတဲ့ဒီအခက်အခဲလေးတွေအတွက် လည်းအားလုံးကိုတောင်းပန်ပါတယ်ရှင်